ေးဖြန့်ကြားဖြန့်မင်းလက်ပံကကြားဖြန့်နေတော့တောင်ရင်မြတောင်ရင်မှာဂယောင်ကရင်နဲ့မိလုံနေကြရပြီအမေရိကန်ကလည်းဗလားထိုင်းကလည်းငှချဆိုင်ယာနိုင်ငံကလည်းမလာဘူးကိုမလာဆိုကိုအားရင်အလို အလင်ခံရပြီသူများကိုဆက်လင်းငွေညှက်အခွန်ကြလဲမဖြစ်ညစ်ကြတော့ပြန်မရတိတ်ခါပါကြအောင်မယ်ဆိုတော့ဆိုင်ယာဘယ်ဆိုးရကမှလည်းစောက်ဖက်လှုပ်ချင်မှမရအင်း မိသားစုကလည်းမေ့ပြီးရင်ကြားပြန်မျိုးစေ့ကဘာလာအောင်မှာအီသီယိုးပီးယားရဝမ်ဒါအီဂျစ်လာအိုဖိလစ်ပိုင်တရုတ်မလေးရှားဘင်္ဂလားဒေ့ရှ်ထိုင်ဝမ်နဲ့ဟောင်ကောင်တို့ကတဲ့အဲ့နာလာအိုကတော့လာမခေါ်မခေါ်ဆိုသူ့နိုင်ငံထဲလဲကြားပြန်ချင်းခြေချင်းလိမ့်နေတာလीဟိုကြားပြန်ကောင်းသည်တရုတ်ကြီးက KNUC တိုက်ရိုက်လာမခေါ်ပဲထိုင်းကတဆင့်လက်ခံတာကတော့စိတ်ဝင်စားစရာကြားပြန်တိုင်းမာလာတို့အုပ်စုကတော့ ဒီကောင်လေးထွက်ပြေးအောင်လေရင်နဲ့ဘုံကျဲ၆ထုံလေးလေးရဲ့မန်းအောင်မကျဲရဲ့မန်းလဲလူတိုင်းကသိနေကြတော့ thank you မဆိုင်ပါဘူးနိုင်ငံခြားသားတွေဆိုတော့လဲမတက်ရဲကြားပြန်နေဆိုတော့လဲတက်တည်ဖြောက်တာပုံမဲဆိုတော့ကဖျဲကြည့်တာဘယ်သူမှလဲပြဲပုံမရလေရင်စီစေးရကြီးတယ်ဒီအပိုင်းမိုးရောမြေရောလေထဲရောရေထဲပါမီးလောင်တာကတော့ဒီမိုကရေစီကိုအကျိုးပြုမယ်ဆိုတဲ့ခရင်တက်မှာတော့ပဲ DGB ဟာတရားမဝင်နိုင်ငံခြားသားတွေကိုနှိမ်နှင်းမဲ့ ရိုးရိုးသားသားဖိုးသွွားပါလို့ကြင်ညာချက်ထုတ်ပြန်ပြီးချိန်မှလျှို့ဝက်ကြားမျက်ယုံနေဟော်တယုံဟော်တယုံပြင်ဈေးပြားထုတ်လို့တဲ့စက်ယုံလေးပါဖွားကနေဖွားကနေပေါ်လာပါရောလားအဲ့ဒါနဲ့ပဲသွေယူသွေတဲ့ငါနေထဲမှာဘယ်ကောင်းမှတနက်ထမ်းမဝင်ရဆိုပြီးထချမ်းပါလေရောပြေတနာကမင်းအောင်လိုက်တက်ပါရော့ထုတ်မိပြီးသားဖြစ်နေလို့အပြောနဲ့အလို့ဟုတ်မဟုတ်စောင့်ကြည့်နေကြလေရဲ့သူ့ကြားပြန်ဝင်းထဲကကောင်းတော့ကောင်း မူးကြောင်ယူကြောင်တနက်ထဖောက်ရာကနေ KNU နဲ့ပူးပေါင်းတက်တွေကဝင်ကျိတ်လိုက်တဲ့အခါ DAB ရဲ့ Innocent ဆောက်ခွက်ကကြောက်မက်ဖွယ်ကြားဘလူးပုံထွက်လာပါလေရောအဲ့ဒါမှာကြားပြန့်နှိမ်နေမယ်ပြောပြီးနှိမ်နေသူကိုရန်ဆွဲငုံငုံဒေါသအမျက်ချောင်းချောင်းထွက်မင်းတို့ဆက်ပြီးကြားပြန့်နှိမ်နေမယ်မကြံနဲ့လုံးရတော့တာပေါ့လေကရင်လွတ်မြောက်ရေးဆိုပြီးတော်လင်ရေးလှုပ်ခဲ့ရာကလူကုံကူဂိုင်းဆောင်ဝင်းလင်ဂိုင်းကြံ့ရပါနိုင်ငံတကာရာဇဝတ်သားဖြစ်တော်လင်ရေးကြီးပါနုံနဲ့ ဒီမိုကရေစီအကျိုးပြုအဖွဲ့ကြီးလိုက်ကမ္ဘာရာဇဝတ်ခုံရုံးကိုဆက်ရောက်တော့မဲ့အခြေနီးလာပါလေဖအေးအရင် KNU နဲ့ပေါင်းတတ်တာရတတ်တာကြောင်းရှာပထွေးမဟာလာနဲ့ပေါင်းလို့ကတော့တဆုံးထောင်းခံရတော့မှာသူပထွေးရအခုကိုနိုင်ငံခြားသားကြားပြန်ပေါင်း2000ရှိတဲ့ DBA site ကို KNU ကထိန်းသိမ်းထားပြီးအဆောက်အဦပစ္စည်းတက်သေးအထောက်အထားတွေမဖြတ်စည်းပဲနိုင်ငံကကျွမ်းကျင်ပညာရှင်တွေနဲ့စစ်ဆေးဖော်ထုတ်သွားမယ်ဆိုတာရှိသေးတယ် စစ်ကြောင်းထိုးရတာနဲ့လက်နက်ကြီးနဲ့လှမ်းထိုးရတာနဲ့ဘုံကျဲရတာနဲ့သက်စီဖြောက်ဖို့လုပ်လေသူတို့ရွှေကုတ်ကုံနဲ့ KK Park မှာဝင်စည်းကြောင်းဆောင်မိုင်းခွဲသက်စီဖြောင်းထားတာတွေကအကုန်ပေါ်ကုန်မှာမဟုတ်လားပြီးတော့နိုင်မောင်စော်ကို2000လောက်ရှိတာလို့အော်ခိုင်းထားတာမဟုတ်လားအခုဒီမင်းလက်ပံတစ်ဆိုင်တည်း2000ရှိနေပြီမဟာလာတို့ကတော့သေးလူမှုမထူးဆက်ခင်းတာအဲ့ဒါကို DKB ကရောင်းတောင်းတောင်းနဲ့ကိုလူကိုဝရမ်းထုတ်လို့ထုတ်ခရင်ချင်းပြင်းမယ်ဆိုတဲ့အထာနဲ့ လက်နက်ကင်မဝင်ရစာထုတ်လို့ထုတ်ရှောက်လုံးနေတာကရင်ပြည်နယ်ကြားပြန့်နေနေရေးကို KNU ကထိုင်းအမေရိကန်နဲ့ပေါင်းလို့တော့မှာနော်အခုမင်းလက်ပံတဆိုင်စီးပြီးပြီလာမယ်မကြောက်အယူချိပံပြောအောင်နေနေတော့ကရင်ချင်းပေါင်းလမ်းကြောင်းရှာစစ်တပ်ကိုခွာတော့စစ်တပ်ဆိုတာညစ်ပတ်တဲ့နေရာငါးဆရာဆိုတာသိတယ်မို့လား BGF နဲ့ DGB ကလှုပ်လိမြို့လိဖြစ်တော့မှာစစ်တပ်ကလည်းနင်တို့ကိုတရုတ်အမလားအမေရိကန်အမလားပဲနင်တို့ကမပြေးတော့ခံရရှိ ဒီ site တွေကနင်တို့နယ်မြေနဲ့နင်တို့လက်ထဲမှာပဲရှိတာလေစစ်တပ်ကကြားပြန့်ပြဿနာဟာနိုင်ငံတကာနဲ့တူကင်ကစားရမယ်ဖဲမှန်တိပြီးသားမတိသားဆိုးရွားနေတာကနင်တို့ဒီမင်းလက်ပံဆိုရင်အမေရိကန်ဗန်နာယီဝန်ကြီးဌာနရဲ့ဒဏ်ကပ်ပိတ်ဆို့မှုခံခဲ့ရတဲ့ DGB ခေါင်းဆောင်လေးဦးတည်းကဗမှုချုပ်ဆိုင်းကျော်လှရဲ့ဓာတ်ရိုက်ကုတ်ကဲမှုအောက်မှာရှိတဲ့ဟာအဲ့ဒီတည်းမှာကွန်ကရစ်အဆောက်အအုံက20ဆေးရုံနဲ့လူနေဆောင်တွေအပြင်၄တဲ့တိုက်နှလုံးမှာပါ ဝင်လေလုပ်ငန်းတွေအပြည့်အဝလဲပတ်နေတာကိုတွေ့ခဲ့ရတယ်လို့ KNU ကပြောထားတယ်နော်။ကွန်ပျူတာအလုံးကြီးက2000ခန့်မိုဘိုင်းဖုန်းက1000ကျော်ကိုသိမ်းဆည်းခဲ့တယ်။ဒါတရုံတဆိုင်နော်။ဟိုကောင်တွေဆိုင်များကြီးဝင်ပြီးမတော်တခေါက်လေးအဖြတ်ပြတာအခွက်ကလှမနေဘူးနော်။ပြီးတော့ညှင်းမှန်းနှိပ်စက်တဲ့အခန်းငယ်တွေလုံသားတချို့ကသေစိန်နိုင်တဲ့လက်နက်တွေကင်ဆောင်ထားတာလေးလည်းတွေ့ရှိရတယ်ဆိုတော့음တကယ်လူမဆန်တဲ့အချက်တွေလည်းထွက်လာအောင်ပါ။အေးအချုပ်ခန်းတွေက DGB ဆေးပြထုတ်တဲ့စက်ရုံတွေမှာလည်းတွေ့ရတဲ့ အဲ့ဒီမှာလဲဗမာတွေกินနေတွေမကဘူးထိုင်းတွေလည်းပါတယ်တဲ့နိုင်ငံတကာလူတွေပါပါနေတယ်ဖန်စီနှိပ်ဆက်ပြီးခိုင်းနေတာတတ်ထားတာတွေလည်းရှိ အစုလိုက်ပြုံလိုက်မြုပ်ထားတာတွေလည်းရှိတယ်ဆိုပဲ2021ဆီအနာသိမ့်ပြီးမှပေါ်တာဆိုတော့စစ်တပ်နဲ့ပေါင်းလို့တာတွေပေါ့တေးကြတာကစစ်တပ်မပါပဲလဲဒီလောက်ထိမလုပ်ရဲဘူးလीထိုင်းဘက်မှာမိနေသမျှဆေးပြတန်းချီတွေကရှမ်းပြည်ကလာနေတာတွေမဟုတ်တော့ဘူးလी ကရင်မြေနဲ့ရှမ်းပြည်လိုမူရည်စည်းဝါးတွေလွှမ်းနေပြီပေါ့ဒါတိုင်းသားတွေကို ထိန်းချုပ်ဖို့စစ်တပ်လုပ်နေကြနီးတွေပါပဲစစ်တပ်ကမင်းတို့ကိုလက်စတုံးဖျောက်ဖို့ကတော့တေချာနေပြီဒါတွေကိုတေချာတတ်တည်ခိုင်းမှထောက်ထားခိုင်ခိုင်လုံလုံနဲ့ဖွင့်ချနိုင်ရင်တက်တာရရှာလို့ရမယ်အေးတခုရှိတာခေါင်းဆောင်ပိုင်းတွေကဝါတတာလုံနေအောက်တဆင့်တွေကကရင်ကုံသိခါနဲ့ကို့လွမြောင်ရအတွက်25သန်းတန်မှန်သမျှသမအပြီးအမေရိကန်လက်အပ်ခွေးငတ်တွေဝင်မဆွဲခင်တထေးဆက်ခင်းကြတော့ င်းတို့ကခင်ရဲ့ကက်ဒီရှင်ခင်ရဲ့သူရဲကောင်းမှာဖြစ်ကြမှာဖြစ်အောင်လဲလုပ်ရတော့မှာဒီကောင်းဆောင်မစွန်လို့ကရင်ဆိုတာကြားပြန်ရာစာမဟာဆေးပြားကဘာလုံးချီရာဇဝသားဖြစ်နေကြပြီလေမွေးရစီဆက်ယုံကသုံးလေးယုံတော့ဆိုတော့ဘလောက်ထုတ်ဘလောက်ဖြန့်ကြီးဘလောက်သုံးဘလောက်သေးနေမှန်းလဲမသိနိုင်တော့ဘူးဘိန်း WY Ice ပြီးတော့ဆေးချောက်အကုန်ထုတ်ဆိုပဲဘိန်းဆိုင်ခင်ဆေးချောက်ဆိုင်ခင်အကုန်ရှိတယ်တဲ့အဲပြီးတော့ဆက်ယုံနေရှိတဲ့ဒဲဗျူချောင်းလန်းကို ကွန်တင်ခင်းထားတဲ့လူသူရောက်ပေါက်နေတဲ့တောထဲမှာဖောက်ထားတာနော်ကွန်တင်နာကားတွေဆိုင်ဘင်းကားတွေသွားလာတဲ့ဗျာမလ21ရက်နေ့တော့အတော့မြရီတစ်ဖက်ချမ်းထိုင်းနိုင်ငံတခိုင်မဲဆောက်မျိုးကကွန်တင်ကားနဲ့သဲလာတဲ့စိတ်ကြွမှုရဲ့ဆေးပြား78တန်းနဲ့ ice မျိုးစားမှုရဲ့ဆေးဝါး850 kg ကက်တမင်း300 kg ကိုနခွန်စုံဝံမျိုးဝေးပြေးလမ်းမကြီးပေါ်မှာထိုင်းနေရာဖမ်းဆီးရရှိခဲ့သေးတဲ့တခေါက်တခေါက်တွတ်တာကြည့်တော့ အဲ့ဒီဖမ်းဆီးရမိတဲ့မူရစီတွေဟာ DGBA COC ရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်နဲ့အမတ်တက်စစ်ဒေသကုတ်ကဲမှုဗိုလ်မှုချုပ်ဆိုင်းကျော်လာတော့နဲ့ပတ်သက်တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြရေးသားခဲ့မှုတဲ့ထိုင်းကလည်းဆေးရရောကြားဖြတ်ရောဘယ်သူတွေလုံနေတယ်ဆိုတာအကုန်သိပါလေသူတို့ဘက်ကရာရှိကြီးတွေဝင်ကြီးတွေအထိပတ်သက်နေတော့လောက်ရကန်ရခတ်နေကြတာပါဖမ်းဆီးရမိတဲ့မူရစီတွေကိုကန်ကုတ်ဂိတ်48ဂိတ်ကနေတဆင့်ဝင်းသေးဆောင်လာတယ်လို့ ထိုင်းဆိုရထုတ်ပြန်ချက်မှာဖော်ပြထားသေးတဲ့ကန်ကူဂိတ်48ဂိတ်ဆိုတာကမြရီမြို့တောင်မချမ်းမှာရှိတဲ့အင်ဂျင်မြိုင်ဂျေးပါနဲ့အခုကဘာကျော်မင်းလက်ပံဂျေးပြကြားမှာရှိတဲ့ကန်ကူဂိတ်တဲ့အဲ့ဒီကန်ကူဂိတ်ကို BGF နဲ့ DGB တပ်ဖွဲ့တွေကထိန်းချုပ်ထားတာတဲ့ကွယ်ပုံပြင်လေးကတော့ဒါပါပဲအဲဒါပါပဲဆိုမှမေလ19ရက်နေ့တုန်းက မော်လမြိုင်မြို့မှာ DGB အမှတ်နှစ်စစ်ကွက်ကဲရေးကုံတော်ရေးတပ်ဖွဲ့ဒုတိယဗိုလ်ကြီးစောသိန်းနိုင်ရဲ့နေအိမ်ကိုစစ်တပ်ကဝင်မွေတာဆေးပြားထုတ်ရမှာတုံးတဲ့ပစ္စည်းတွေတွေ့ရှိခဲ့တယ်ဆိုပြီးတော့ပြည်တွင်းသတင်းဌာနများမှလည်းဖော်ပြခဲ့မှုတည်းတို့ချင်းအေးအယူအမတည့်ကြတော့မှာပေါ့ဗျာအရိပတ်မှာတော်လိုင်းအစပိုင်းကဥစေကင်ရဲ့လက်ဝဲရံလက်ရာရံနှစ်ယောက်နဲ့ဆုံးခံရင်ငှက်တင်ဆိုသလိုမူးယစ်ဆေးပြားတွေဓမ္မတူတာဟင်းလင်းဟင်းရွက်အထူတော်ကားကြီးနဲ့မိဘူးတည်းလေခင်ရင်ကနေ PDF တွေ တနဲ့ပြန်အငိုက်ဖမ်းတာဆေးပြားကမိရောသူတို့ချင်းသူတို့ညှိညှက်ပြီးတော့ပြန်ထွက်လာကြတာတော့ကြာပေါ့အေးမမေးဘူးဟာ BGF DKB ခေါင်းဆောင်ပိုင်းတွေဝါတတလုံနေရင်အောက်တဆင့်တွေကခရင်ဂုံသိခါနဲ့ကို့လွမြောက်ရအတွက်25သန်းတန်မှန်သမျှအကုန်တက်မှာပြီး American လက်အပ်တတိယဆက်ခင်းကြတော့ခွေးငတ်တွေဝင်မဆွဲခင်တော့မဟုတ်ရင်မင်းတို့ပါထောင်ထဲဝင်သွားမှာ မင်းတို့တွေကရင်ကက်တင်ရှင်ကရင်သူရဲကောင်းမှာဖြစ်ကြမှာဇွဲကမင်းမြေဖားစီတန်တွေဝေးဒုံရင်တွေလှနေတော့မှာကဘာတိုင်ဆုံးမောင်စင်မောင်